်ရဲအေဂျင့်ဆန်တဲ့အနေပြည့်စုံနိုင်ကြပါစေမြတ်ဗုဒ္ဓကတတ္တဝါတွေကိုကဲတင်တဲ့နေရာမှာတဲ့အရေးကြီးဆုံးစကားတစ်ခုရှိတယ်တဲ့စတင်းကြခွာဟောင်းစဘတ်တိကံဝတ္တမိတတိဆိုတာအရာရာတိုင်းမှာအရေးကြီးတယ်လူတွေကအဲ့ဒါကိုသတိမှတ်ထားမိတော့ခရုမဆိုင်ဘူးပေါ့ခရုမဆိုင်ဘူးအရေးမလောက်ဘူး အဲ့လိုဂယုမဆက်အေးမလုအလေးမထားတဲ့အတွေ့အကြုံလောကကြီးထဲမှာဒုက္ခတန်တရာမှာလည်းဒုက္ခဒီဘဝမှာလည်းဒုက္ခဂယုမဆိုင်ဘူးအနှုံခဲတဲ့ဂယုမဆိုင်မိဘကိုဂယုမဆိုင်တော့အပြစ်တွေများစွာဖြင့်ဂယုမဆိုင်တော့ကြောက်ခဲလေးတစ်လုံးကိုဂယုမဆိုင်တော့အဲ့ဒီကြောက်ခဲနေပဲခလုတ်တိုက်ပြီးတော့ဒုက္ခရောက် ကားလမ်းပေါ်မှာဂယုမဆိုင်ဖဲနေသွားတော့အသက်တွေဆုံးရှုံးနေရေကိုဂယုမဆိုင်တော့ရေနစ်တယ်တင်းပင်ကိုဂယုမဆိုင်တော့တင်းပင်ကနေပြုတ်ကြတခုတွေ့ရတဲ့ဗီဒီယိုထဲမှာပေါ့လူတယောက်ကဆွလိတ်တောက်အဲ့ဒီဆက်ယုံကြီးကကမ္မကဆက်ယုံဆိုတော့အဲ့ဒီဆလိတ်တောက်ပြီးတော့ပြစ်လိုက်တဲ့ဆလိတ်ထူကနေအဲ့ဒီကမ္မကဆက်ယုံကြီးတခုလုံး 9ရက်လောက်မီးမငိမ့်နိုင်ဒုဗမာပြည်မှာမီးပေးတွေတင့်နေတာဒီကယုမဆိုင်တဲ့အတွေ့အကြုံပေါ့ဒါကြောင့်တို့တယောက်နဲ့တယောက်တွေ့တဲ့အခါခရီးထွက်တဲ့အခါထိုက်ခဲလို့တို့ပြန်ကယုဆိုင်ပါအလေးထားပါဘယ်အရာမဆိုတက်ရှိပဲဖြစ်ဖြစ်ကယုဆိုင်ပါတက်မဲ့ပဲဖြစ်ဖြစ်ကယုဆိုင်ပါအဲ့ဒီခရုစိုက်လိုက်တာနဲ့ကိုယောဂီများ လောကချမ်းသာရောလောကုတ္တရာချမ်းသာပါရနိုင်တယ်ဟိုလောကစီမံတို့ဂယုမဆိုင်ဘူးမွေကိုဂယုမဆိုင်ဘူးမွေကသေးတယ်ဆိုပြီးတော့ဂယုမဆိုင်တော့မွေစိတ်တင်ပြီးတော့သေးတယ်မီးကိုဂယုမဆိုင်ပြီးတော့မင်းသားကိုပေါ့နော်အာနာရှိတဲ့လူတွေရဲ့သားတွေအဲ့ဒီမင်းသားလေးတွေတထေးသားလေးတွေကိုကဂယုမဆိုင်ဘူးဆိုရင်တော့ ါတနေ့ကျတော့အဲ့ဒီဂယုမစိုက်တဲ့ဓာန်ကိုပြန်ခံရနိုင်တယ်။ဒါကြောင့်ဗုဒ္ဓကသတ္တဘိက္ခဝေဘိက္ခုဝိဟရေယသမ္ပဇံတို့တဲ့တတိတမ္ပဇင်ထားပြီးတော့ဂယုစိုက်ပါတဲ့ဂယုမစိုက်လို့မရဘူးဂယုစိုက်ပါ။ဟောပုဂ္ဂိုလ်တွေထဲမှာကိုတန်ဃာရောတွေကိုပေါ့နော်တန်ဃာရော ယဟန်တော်ကလေးကိုရင်ကလေးငဲတယ်ဆိုပြီးတော့ဂယုမဆိုင်ဘူးဆိုတာမလောက်ချနဲ့မမြင်နိုင်တဲ့ဆွမ်းအားတွေရှိတယ်။တန်ဃာတော်တွေကိုဂယုမဆိုင်လို့ယသိယဟန်တွေကိုဂယုမဆိုင်လို့တိုင်းတွေပြတ်သွားကြတာညာပဲဇတ်တော်တွေမှာလည်းရှိတယ်အခုခေတ်မှာလည်းရှိဒါကြောင့်ဂယုစိုက်တဲ့အမှုပညာကိုတို့သင်ကြားကြရမယ်။ကဲတို့တတိကလေးထားလိုက်မယ်ပေါ့ မြတ်စွာဘုရားကကာယမှလည်းဂယုဆိုင်ရမယ်ဝေဒနာမှလည်းဂယုဆိုင်စိတ်ဖြစ်တိုင်းလည်းဂယုဆိုင်အဖြစ်အပျက်တိုင်းမှလည်းဂယုဆိုင်အတို့မြင်လိုက်တဲ့အစဉ်အာယုံတစ်ခုမှခရစ်ဂရုစိုက်လိုက်မယ်ပေါ့တတိကလေးထားပြီးတော့ညံကလေးထက်တတိထားညံထက် တတိကလေးထာညာကလေးထည့်လိုက်တဲ့အခါအိုးထေရရဟာဖြစ်ပြီးပြည့်နေတဲ့ဒုက္ခသစ္စာလေးပဲအဲ့ဒီဒုက္ခကိုသိပြီးတော့ဒီဒုက္ခပုံမှန်တွေ့နေတဲ့အထွေတွေကိုငါဟာမဟုတ်ဘူးလို့သမှုရိယကိုစွန့်လိုက်တဲ့အခါဏိရောဓငြိမ်းအေးမှုရတာအတတိကလေးခယုတ်ကလေးစိုက်လိုက်တဲ့အခါကျတော့ဒုက္ခကိုသိသမှုရိယကိုစွန့်ဏိရောဓနဲ့ငြိမ်းအေးမှုကို ရသွားတဲ့အခါဒုပြုတ်လိုက်တဲ့ကရုစိုက်မှုတစ်ခုကြောင့်လောကီချမ်းသာလည်းရတယ်လောကုတ္တရာချမ်းသာလည်းရတယ်ဒါကြောင့်မြတ်စွာဘုရားကနေရာတိုင်းမှာကရုစိုက်ပါအချိန်တိုင်းမှာကရုစိုက်ပါဣရိယာပုတ်တိုင်းမှာကရုစိုက်ပါအလုတ်ကိစ္စတိုင်းမှာကရုစိုက်ပါဘယ်လို့ပဲဖြစ်ဖြစ်ကရုစိုက်ရမယ်အဲ့လိုကရုစိုက်လိုက်တဲ့အခါကျတော့ ဒီလောကီချမ်းသာလည်းရမယ်လောကုတ္တရာချမ်းသာလည်းရမယ်ဒါကြောင့်တို့တယောက်နဲ့တယောက်သတိပေးတဲ့အခါမှာထိတ်ခဲလို့သတိပေးကြတယ်ပေါ့အနောက်တိုင်းကလည်းထိတ်ခဲခီးထွက်တော့မယ်ဆိုရင်ထိတ်ခဲအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ထိတ်ခဲဒါကြောင့်ဂယုဆက်ခြင်းအနုပညာနဲ့တို့ထိတ်ခဲလှုပ်လိုက်တဲ့အခါကျတော့လောကီ ချမ်းသာရောလောကုတ္တရာချမ်းသာပါရနိုင်စေတဲ့ဒီဂယုဆိုင်ခြင်းအနုပညာကိုအလုံးကိုစီကိုငှပိုင်ဆိုင်နိုင်ကြပါစေ။